အားလုံးပဲမင်္ဂလာပါ Idea Wave Chromium သူ Facebook နဲ့ YouTube Channel နဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာဦးကျော်ကျော်လှစီစဉ်ပြီးတော့မြောက်မြို့ရခိုင်ရင်ကျဲမှုအဖွဲ့ကထုတ်ဝေတဲ့ရခိုင်အာဇာနည်ရှင်မြောက်ပါရဲ့အထုပတိအကြောင်းကိုဗဟုသုတဖြစ်ဖွယ်အနေနဲ့ဒီဗီဒီယိုမှာတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရခိုင်အာဇာနည်ရှင်မြောက်ပါရဲ့အကြောင်း အသေးစိတ်လေးလံနားဆင်ခြင်းနဲ့ဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါနားဆင်ဖို့အတွက် ဖိုက်ခေါ်လိုက်ပြစေခင်ဗျာရှင်မြတ်ဝါကိုမွေဖွာခြင်းရှင်မြတ်ဝါကိုတက်ဂရိတ်854ခုဝါဆိုလာဖြင့်ကြာတာပတဲ့နေ့နန်နဲ့၄နိုင်မှဖွာမြင်ခဲ့ပါတယ်ခမီးတို့ကမင်းလာရစာစိုးမော်၏မြောက်ရွှေရေတော်ဆောင်မိဖုရားကြီးအကြီးတော်တင်စင်စားမဟာနန္ဒတကြံဖြစ်ပါတယ်မေတော်ကတော့မင်းလာရစာစိုးမော်၏မိဖုရားစိုးနန်ဒီအိမ်ညီမတော် ဇောစောမွန်ဤမိဖုရားစိုးနန်ဒီတို့ဤဒါတော်ဖြစ်ပါလေစိုးနန်ဒီနဲ့ဇောရခင်မာတို့ကတော့မင်းလာရာဇာစိုးမွန်ဤဥဤတော်စင်ကဲမင်းအောင်တင်နဲ့စိုးတန်တာတို့ဤတမိတော်များဖြစ်ကြပါလေထို့ကြောင့်မင်းပါဘရင်နဲ့ရှင်မြတ်ဝါတို့ကအမိညီအမဖြစ်ပြီးတော့ညီအကိုတော်ဆက်ကြပါလေမင်းပါဘရင်ကိုတော့တက်ဂရိတ်154ခုဝါဆိုလာပြည့်ကျော်2ရက်စနေနေ့မှာဖွားမြင်ခဲ့ပါလေ ။ဒါကြောင့်မလို့မင်းပါဘီရင်ကရှင်မြတ်ဝါထက်နှစ်ရက်တာငယ်ပြီးတော့ရှင်မြတ်ဝါဤငယ်နာမည်ကတော့မောင်မြတ်ဝါဖြစ်ပါတယ်။မင်းပါဘီရင်ငယ်နာမည်ကဘာစောတီဖြစ်ပါတယ်။မဟာပညာကျော်ဤငယ်နာမည်ကမြတ်တာထွန်ဖြစ်ပါတယ်။ထို့ကြောင့်ရှင်မြတ်ဝါမင်းပါကြီးမဟာပညာကျော်တို့ကဖွားဖက်တော်တငယ်ချင်းများဖြစ်ကြပါတယ်။မောင်မြတ်ဝါဘာစောတီနဲ့မြတ်တာထွန်တငယ်ချင်းတို့သုံးဦးက ငယ်စဉ်ခါကမြောက်မြို့မှာရှိတဲ့တောင်ညိုတိတ်ဆရာတော်ရှင်အက္ခမုလိထံမှာပညာသင်ကြားခဲ့ကြပါတယ်။ထိုတငယ်ချင်း၃ဦးတို့သည် ရှင်အက္ခမုလိထံအသက်၁၆နှစ်အထိပညာရင်ဆုအနုတော်ဆုခဲ့ကြပါတယ်။သူတို့ကနောက်ထပ်ပညာလေးလာစီးပူးလိုတဲ့အတွက်ကြောင့်မလို့ဆရာတော်အားခွင့်ပန်ပြီးတော့အိန္ဒိယပြည်ဝါရဏသီတက္ကသိုလ်တို့ပညာဆက်လက်သင်ကြားဖို့အတွက်ထွက်လာခဲ့ကြပါတယ်။ ။ဘာနဲ့ဒီမှာတော့ဘတ်စောတီကတိုင်းပြည်အုပ်ချုပ်သောစီမံခန့်ခွဲရေးပညာစီရီစီရတော့ကိုအဓိကထားပြီးတော့ဂင်ယူခဲ့ပါတယ်။မြတ်တာထွန်းကတော့တရားစီရင်ရေးပညာဓမ္မတကျမ်းစီရီစီရတော့ကိုသင်ယူခဲ့ပါတယ်။မောင်မြဝါကရှေးဝါမန်တိုင်းဓာပြတက်ခွာစသည့်အတတ်ပညာများကိုသင်လို့တဖြစ်ထိုပညာများကိုတတ်သိသောဆရာကိုရှာရန်ဗာရန်တီမြို့အနီးရှိ မိဂဒဝံတော်တို့တွားရောက်ခဲ့ပါတယ်။ထို့တို့မှာတော့ယတိစောကြီးတာဝီတို့နှင့်ယောဂီများတရားကျင့်နေတာကိုတွေ့ခဲ့ရပါတယ်။ယတိများတရားအထုတ်နေတာကိုတူဦးပြီးတူဦးအကဲခတ်ကြည့်ပြီးတွားခဲ့ရာနောက်ဆုံးမှာတော့ယတိကြီးတူဦးညောင်ကျက်ပင်ကြီးရဲ့မိဖျားချင်းကြဝယ်ခိုင်လျက်တရားအထုတ်နေတာကိုတွေ့ခဲ့ရပါတယ်။မောင်မြဘွားကယူပနိကေတဒန်နိကေတို့ကိုကြည့်ပြီး လူကဲခမှုဖြင့်ကျွမ်းကျင်တဲ့အတွက်ကြောင့်မလို့အခုမြင်တွေ့ရသောယတိကြီးအားအာယုံဆူဆိုက်ပြီးတော့ကြည့်နေပါတယ်။ယတိကြီးကရစီမှိတ်ပြီးတော့တင်ပင်ခွေ ထိုင်နေပါတယ်။လက်နှစ်ဘက်ကိုဒုနှစ်ဘက်ပေါ်မှာတင်ပြီးတော့လက်မနဲ့လက်တကြွေတို့ကိုထိပြီးလက်ဝါးကိုလှန်ထားတာကိုတွေ့မြင်ရပါတယ်။ဒီမူဒရာကိုကြည့်ချင်းဖြင့်နောက်မကြာမီတရားအားထုတ်မှု PC မီကိုသိနေပါလေ။အောင်မြဝါက ဒီရတဲ့ကြီးကပညာရှိဖြစ်မယ်တရားအားထုတ်ပြီးအောင်စောင့်ကြည့်ပါကသိရှိမယ်ဆိုပြီးအကျံဖြစ်တဲ့အတွက်ကြောင့်မလို့ရတဲ့ကြီးတရားခွင်မှာထားသည့်တိုင်အောင်စောင့်ဆိုင်နေပါတော့တယ်ရတဲ့ကြီးကလည်းပဲနောက်တစ်ဆင့်၅ရက်ကြာမှတရားအားထုတ်မှုရက်စစ်ပြီးတော့မျက်စိကိုခွင်းကြည့်ပါတော့တယ်ရတဲ့ကြီးကမဆမ်းမတော့ပဲရပောင်းများစွာနေတော်လဲပိန်ချုံချင်းမရှိညှိုးနှံချင်းမရှိ ပကတိလူသားမတူဖြစ်နေတာကိုမြင်တွေ့ရပြီးတော့အာရတိုက်ထိပေါက်ကြောင်အကဲခတ်မိပါတယ်။မောင်မြပါသည်ယတိကြီးတရားခွင်ထိုင်စဉ်ကပင် အမျိုးသမီးများတတိထောဘတို့ဖြစ်ပူဇော်ကြတာကိုတွေ့မြင်ခြင်းဖြင့်တကောတတိပြည့်စုံရမယ်ဖြစ်ကြောင်းမှန်းဆမိခဲ့ပါတယ်။မောင်မြပါကယတိကြီးထံချင်းကပ်ပြီးတော့ယတိကြီးခြေနဲ့မမီဦးဖောင်းကို တိတ်ပြီးတော့ရှိခိုးပြီးတော့ပညာသင်ပေးဖို့အတွက်တောင်းပန်ပါတယ်။ ထိုအခါယတိကြီးကငါပညာလေးမတက်ပညာသင်ဖို့တပည့်လေအလိုမရှိတပည့်နေရန်ငါမှကြောင်းတင်ခံလေမရှိဘူးဆိုပြီးပြောပါလေတော်တော်လေမောင်မြတ်ဝါကစိတ်တမ်းမကြပဲဝါကြီးဝငေကိုသာဆက်လက်ပြုနေပါတော့လေဤတို့ဖြင့်35ရက်ခန့်ကြာမြင့်ခဲ့ပါလေသူခမဆရာကြီးအမိမာတီရိဘိဒနိုဖြစ်ကြောင်းအလုံးတကိုးကြီးတော်ရည်တိဖြစ်ကြောင်းသိရှိရပါလေမောင်မြတ်ဝါဒီ ရင်းတို့တိလေပညာကိုသင်ကြားလိုလေ ဖြစ်ပါတယ်။နောက်တစ်ပံဆရာကြီးတစ်ထံမှာချင်းကပ်ပြီးတော့ပညာသင်ပေးဖို့အတွက်ရောက်ထားပါတော့တယ်။ယတိကြီးကလည်းပဲမောင်မြပေါ်မှာတကယ်ပင်ပညာသင်လိုဆက်ရှိကြောင်းသိရတော့လေသူ၏ပညာကိုသင်ကြားဖို့အတွက်ဉာဏ်မီနိုင်မှာမဟုတ်ကြောင်းကိုစမ်းသပ်တိုးတဲ့အတွက်ကြောင့်မလို့အမေပု္ပ္ပာတုံးခုကို မေးခဲ့ပါတယ်။ပထမအမေပု္ပ္ပာမှာဇဝနအဖျားထုတ်ဉာဏ်ရှိမှရှိကိုစမ်းသပ်တော့ပု္ပ္ပာဖြစ်ပါတယ်။ တခုသောလာပြင်းနေ့မှာယေတိကြီးသည် ရောင်ကြပ်ပင်အောက်မှောင်ရိုင်း၌ထိုင်နေသည် ထိုချိန်တွင်လာရောင်များသည်ရောင်ကြပ်ပင်ရွက်အကိုင်းများကြားမှဟိုတကွက်ဒီတကွက်မြေပြင်သို့ကျနေပါသည်ယင်ခိုက်ယေတိကြီးကမောင်မြဝံကိုခေါ်ပြီးငါလာရောင်ကိုခန်းစားလိုသည်လမင်းစံတော်ကိုငါထံသို့ပို့ပေးလိုဆိုပြီးပြောပါတယ်မောင်မြဝံသည်ခဏမျှစဉ်းစားပြီးတော့ကြီးလင်ပိုင်းတစ်ချက်တွင်ရေဖြည့်ပြီးတော့ လာယောင်ကြရာသို့သွားရဲ့လာယောင်ကိုခံကားလာမှာရေမာထင်နေသောအရိပ်ဖြင့်ယသိကြီး၏မျက်နှာကိုထိုးလေသည်ယသိကြီးမှာသဘောကျပြီးတော့ပြုံးရွှင်နေပါတော့လေနောက်35ရက်ကြာသောအခါမှာဒုတိယပေါက်စာတစ်ခုကိုမေးလေပါတော့တယ်ဒုတိယပေါက်စာကရှူရှာထက်မြက်သောတိတ်ခတ်ညံကိုစမ်းသက်သောပေါက်စာဖြစ်ပါတယ်ယသိကြီးသည်မောင်မြောင်ကိုခေါ်ရဲငါအားဗဒမြားနှလုံးကိုပေးဆက်လို့ ယင်းပဒမြများမှာ စက်ကြဝတင်းမင်းတာရထိုက်တော့မလုံးမရပဒမြကဲ့သို့အလုံးစုံသောအရာခတ်သိမ့်တော့ကိုကြည်နိုင်ရမည်ရေမီတို့တောင်အလုံးကိုမြင်နိုင်သောပဒမြမျက်ရှိဖြစ်ရမယ်ဆိုပြီးပြောကြပါတော့လေထိုအခါမောင်မြတ်ကစဉ်းစားတာကဒီတော်တဲ့၌မလုံးမရပဒမြကို ရှာဖွေရဲ့ရနိုင်စရာအကြောင်းမရှိ။ငါဤဆရာဒီမဖြစ်နိုင်ဒီကိုငါအားမတောင်းနိုင်ချေ။ယင်းကြောင့်ငါမျက်စိများသည်ပင်မလုံးမရပဒမြနှင့်တူနေသည် အလုံးစုံသောအရာခတ်သိမ့်သောသည်မျက်စိအတာတတန်အယိတ်ထင်ပြီးစက်ခုအာယုံကိုဖြစ်စေသည်ရည်မြေတိုးတောင်များကိုလည်းမြင်နိုင်စွမ်းရှိသည်ဤကြောင့်ယတိကြီးသည်ဂါဤမျက်စိအစုံကိုတောင်းကျင့်တာဖြစ်ရမယ်ဆိုတာသဘောပေါက်ပြီးတော့ဆရာယတိကြီးထံသို့သွားပြီးယတိကြီးအားစူးရှသောမျက်လုံးအစုံဖြင့်ကြည့်ပြီးတပည့်တော်ဤမျက်လုံးအစုံဖြစ်သောဂုဏ်တော်ကိုယူတော်မူပါဆိုပြီးရှောက်ထားပါတော့တယ်ယတိကြီးကလည်းပဲသဘောကျပြီးတော့ဝမ်းမြောက်ပါတယ် နောက်35ရက်ကြာတဲ့အခါမှာတော့တတိယပုတ်စာကိုမေးပါတော့တယ်။တတိယပုတ်စာကဂမ်ဘီယာညံဖြစ်သောနန်းနေခက်ကိစာတွေးတော်စဉ်းစားရသောအမေပုတ်စာဖြစ်ပါတယ်။ယတိကြီးသည်မောင်မြဝအာခေါ်ပြီးမောင်မြဝသင်ပညာသင်ကြရန်ငါဆရာတူဦးထံသို့ညွန်ပေးမည်။ရောက်အောင်တော်လို့ရင်းဆရာထံသင်အနည်းနဲ့အလားလားတော်လေတော့မရောက်နိုင်။ဓမ္မဟုတ်ချင်တော်တော်လဲရောက်နိုင်သည်။ထိုဆရာသည် ဆက်ကြဝလာအနန္တပင်ဝေးတို့လေခဏနှင်းရောက်နိုင်သည်တင်းကိုပညာတင်ကြမိဆရာသည် ကျက်ဉ္မင်္ဂလာပေါင်းနှင်းပြည့်စုံတဲ့တိတ်ထိပ်လေးစွန့်ပါလေအတက်ပညာလေးပြည့်စုံ၏ထိုဆရာကိုအတင်ရောက်အောင်တော်ပြီးပညာတင်ကြလေဆိုပြီးပြောပါတယ်ထိုကားမောင်မြတ်ဝါကလက်တလိုစဉ်းစားရဲ့မရပါဘူးနည်းနည်းနည်းစဉ်းစားပါတော့တယ်နောက်ဆုံးမှာတော့အဖြေပေါ်လာခဲ့ပါတယ် ဓမ္မဟုတ်ချင်းသွားကလည်းရောက်နိုင်သည်ဆိုရဝဲယခုငါနေထိုင်သောနေရာမှာဆရာရည်တည်ထံသွားပြီးတက္ကနာဖြစ်ရောက်နိုင်သည် အနည်းနဲ့အလားလားသွားတော့လဲမရောက်နိုင်ဘူးဆိုတာကပညာသင်ရန်အရာကို ရှာဖို့ဤတော့မှထွက်သွားပြီးအနည်းနဲ့လာလာကြတော့လဲဤဆရာနှင့်တွေ့မီမဟုတ်ကြောင်းကို ဆိုလိုခြင်းဖြစ်ရမည်ဝုံးချက်ဒီမင်္ဂလာနှင့်ပြည့်စုံသောဆိုရဝဲယခုယတိကြီးအမိတွင် ရှင်းမတီရီဟုသောစကားလုံးပါရှိသည်ဤဒီကတော့ ဘုံကျက်တွေဟုအတိတ်ပြေရပါသည်။နောက်တိုက်ထီစွန်းနှင့်ပြည်စုံသည်ဆိုရောင်းဝေးဤတိကြီးသည်ဘီတနုံနာမည်ကဲ့သို့တကူးနှင့်ပြည်စုံ၍တီရိဘီတနုံဟုခေါ်သည်။ယင်းကြောင့်ဤတိကြီးထံမှပညာသင်ကြားရမည်ကိုငါအားဉာဏ်ဆန်းနေခြင်းဖြစ်တယ်ဆိုပြီးအ내တိုက်ပေရပြီးတော့မောင်မြဝါသည်သူဣဉဏ်ဖြင့်စဉ်းစားပြီးတော့ပေါ်လာသည်မြောက်ကိုယတိကြီးအားရှောက်ထားလေတော့ယတိကြီးသည်သဘောများစွာကြပြီးတော့ ပညာသင်ကြားခွင့်ပြုပါတော့တယ်။ထိုချိန်မှစပြီးတော့မောင်မြဝါဒီယတိအတွင်ကူးပြောင်းပြီးတော့ဒီဂရီပရိသတ်တော်ယတိကြီးထံမှာပညာသင်ကြားခဲ့ပါတယ်။မောင်မြဝါကယတိဖြစ်လာတဲ့အခါမှာယုတိဓမြပြုပြီးနာမည်အရင်တွင် မောင်မြဝါမှာရှင်တက်ပြီးရှင်မြဝါဟုခေါ်ဆိုကြပါသည်။ယဟန်လေးမဟုတ် ရှင်သာမဏေလေးမဟုတ် လူလေးမဟုတ်ယတိတာဖြစ်ပါသည်။ယင်းကြောင့် ရှင်မြတ်ဝါ၏ပုံမှန်ကိုလင်္ကာဖြစ်တရုတ်ဖော်ရေးဆက်ထားဒီမှာလူလေးမမီရှင်လေးမဟုတ်ဥထုတ်တရဘဒေါက်ကြာဆွေရဲ့ကိုဝတ်သိမ့်ပိုင်ပတိကိုင်လည်းရဲ့ဖီခိုင်ညာနာပညာစွန့်လန့်ထက်ယွမ်းရွက်ရဟန်းအတွင်ပြန်ကြည့်လျင်ကဖာယာထန်ကြီးညာရင်ထိုက်တင်လိုင်းတင်ပတိပစွီပယံရှီပွန်းပွန်းနဲ့တခန်းတပုံမြင်ရတော့ချင်း ခြေစုံဘွား TP ပနက်ရှီကလျက်ရင် အထက်ခဏလွာဘိုးပြဘူးမေခြေဆရွေဖြစ်ရေးမြေတုံခေါက်ဝက်တုံမြောက်ဤကိုရောက်ပစိုးတင်ငန်းမျိုးကနက်ပြတန်ရောင်စွန်းဆောင်ဖန်ရေလွမ်းလျက်ပေသည်မထေမြလတာပတတည်နမ်မအလေဟောတည်ဟောရဲ့ဖွေးဆူထားပါလေရှင်မြတ်ဝါဒီ ယတိကြီးဒေဝိပိတနောထံမှာဓာပြောင်းဓာပြန်အတက်ယုတ်တမြောက်ကို ယူလေးပါဖြစ်သောရာဓမြူရေအပကဂိုင်ဇာရီမြူအနုမြူဝရဏအနုမြူစသည့်ဉာဏ်ဖြင့်ခွဲစိုက်ကြည့်ပုံဘူတယောများစုပေါင်းပြီးတဘာဝယုတ်ကလာပယုတ်ညာနာယုတ်ဖြစ်လာပုံယုတ်တမြောက်ကို ပေါင်းစည်းပုံ ဖြိုဖျက်ပုံ စာသောအတတ်ပညာမြောက်ကိုဓာရိုက်တတ်ငင်အတက်ယတရာ၄၀ပတရာ၄၀နဲ့ ဝိဇ္ဇမ30သော လောကီအတတ်ပညာများကိုသင်ကြားခဲ့ပါလေ။ယင်းတို့ပညာသင်ကြားရဝဲနှစ်23နှစ်ကြာမြင့်ခဲ့ပါလေ။ရှင်မြတ်ဝါကဣတိကြီးဒီရိဘေဒနောထံမှာ23နှစ်ကြာပညာသင်ကြားတက်မြောက်လာသောမိမိ၏မွေးရမည်ရခိုင်ပြည်သို့ ပြန်ရလိုပါကြောင်းဆရာထံမှာရှောက်ထားပါတော့ရဲ့။ဆရာယေတိကမောင်မြတ်ဝါမပြန်နှင့်သင်ပညာသည် တင်းတိုင်းပြည်အတွက်အသုံးကျလိမ့်မည်မဟုတ်ငါနဲ့အတူနေပြီးတရားအထုတ်ရမလားဆိုပြီးတားမိခဲ့ပါတယ်သို့တော်လဲရှင်မြဝါကဆရာကင်ပေးသောပညာကိုတပည့်တော်ရခိုင်ပြည်သူပြည်သားများအတွက်အကျိုးရှိအောင်ဆွမ်းဆောင်ပါမည်ဘာသာသာသနာတို့အတွက်ဆွမ်းဆောင်လိုပါသည် ဆိုပြီးရှောက်ထားတဲ့အခါမှာဆရာယတိက ခွင့်ပြုပါတော့တယ်ရှင်မြဝါယတိကြီးထိုင်သောတရီနွေတစ်ခုကိုလည်းပေးပြီး အကြောင်းရှိပါကသရီနေကိုဒိုက်ထန်ပြီးတော့ငါထန်စေလိုက်ဆိုပြီးမာချလိုက်ပါတယ်။ရှင်မြဝါဒီနောက်တော့ခုနလန်းဆုပ်ပြီးတော့ဆရာအားအိုးချကတော့ပြီးတော့မိဂရာဝန်တော်မှာထွက်ခဲ့ပါတယ်။ရှင်မြဝါဒီသောဌာန16တိုင်းကိုလစ်လေပြီးမှရခိုင်ပြည်သို့ပြန်ရောက်ခဲ့ပါတယ်။ရှင်မြဝါဒီဆရာထံမှထွက်လာပြီးနောက်မဟာဆိုးနှက်ကွန်းမှာ၃နှစ်နေခဲ့တယ်ဆိုပြီးလဲအဆိုရှိပါတယ်။ ရှင်မြတ်ဝါမြောက်ဥတို့ပြန်ရောက်တော့ခါမှာမိမိပညာစက်တင်တင်ကြရာတောင်ညိုထိပ်တွင်တည်င်းသုံးနေခဲ့ပါသည်တောင်ညိုတိုက်မိရှိဒါရဘဗဒတောင်မှာတောင်ကိုအခေါင်းထွင်းပြီးတရားအားထုတ်ရာဖြစ်လိုင်ခေါင်းပြုတ်လုထားပါတယ်ထိုလိုင်ခေါင်းကိုတော့ယင်းနေ့တိုင်းရှင်မြတ်ဝါကူဆိုပြီးတော့ခေါ်ကြတည်ပါတယ်ရှင်မြတ်ဝါကမြောက်ဥတို့ ရောက်တဲ့အချိန်မှာတက်39နှစ်ရှိခဲ့ပြီး ထိုစဉ်ဘတ်ဆိုတီဗီမှာ ရောက်ဦးရွှေနှန်းကိုအုပ်ဆိုးနေခြင်းဖြစ်ပါတယ်။ဘိဒေကမင်္ဂလာဆင်ရင်ကျင်းပတဲ့အခါမှာတော့တီဗီဒူရီယာစန္ဒမဟာဓမ္မရာဇာဟုသောဘွဲ့ကို ခံယူတော်မူခဲ့ပါတယ်။မြတ်တာထွန်းအားမဟာပညာကျော်ဟုသောဘွဲ့ကို ပေးအပ်ပြီးတော့ပညာရှိအမတ်အရာဖြစ်ခါးစားစီပါလေ။တခါတော့မင်းပါဘီရင်ဒီညီလာခံခေါ်ယူကျင်းပခဲ့ပါတယ်။ရခိုင်ပြည်မြတ်ဒီညီလာခံတပင်ကိုနန်းနဲ့အာယုံတဲချိန်တွင်ကျင်းပလေရှိပါတယ်။ ညီလာခံနေလဝိလက်ရမူမတ်ဒေနာပတိ40ကိုဥဆန်စီရင်ပြီးထိုင်ရပါတယ်။ရှေးတန်းနဲ့အတွင်းဝိုင်းအပြင်ဝိုင်းနဲ့ရတ်တိုဝန်ဒုက္ခမင်းနဲ့အင်ရှစ်မင်းသားတို့ထိုင်ရပါတယ်။အားလုံးညီလာခံတက်သူတရရှိဦးရှိပါတယ်။ရှင်ပြင်ကပလင်တော်ကထိုင်ပြီးတော့ညီလာခံတက်ရောက်သူများထံရှေးပြုတ်နေရပါတယ်။ညီလာခံတက်သူများက ရှင်ပြင်ထံရှေးပြုတ်ထိုင်ရပါတယ်။အလယ်၌ဦးချောင်းရှိပါတယ်။ညီလာခံကျင်းပနေချိန်မှာ နံနဲ့အာယုံတက်ချိန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အမွေးနံသာထည့်ထားသောရှီမီခွင်များကိုတခန်းလုံးပြည့်ထွန်းညှိထားရပါတယ်။ရွှေပကံဝေပကံများ၌ဗဒမြားနီလာဥတ္တာဖျားနဲ့စိန်ကြောက်များကိုထည့်ပြီးတော့နိုင်ရန်ပေါ်မှာတင်ထားရပါတယ်။ကြောင်မြတို့ကအယောင်တို့ကအမိုးမှာဗဒါတုတ်ထားသောမှန်ပြည့်အယောင်တက်ပြီးတော့မှန်မှတ်တဆင့်ရောင်ပြန်ဟပ်နေတဲ့အတွက်ကြောင့်မို့လို့နီလာခံတစ်ခုလုံးက အယောင်မျိုးစုံဖြစ်ရှုမဏိအောင်ပနာရနေပါလေတို့တို့ညီလာခံကျင်းပဖို့အတွက်စီရိုနရီမှုကအချက်ပေးပြီးမြမကြမီတွင် ရှင်မြဝါဒီမောက်ကလင်တောင်ဝဲကို ထောက်ပြီးညီလာခံအားခမ်းမတဲ့ပထမတကားဝါတို့ရောက်ရှိခဲ့ပါတယ်ထိုတကားဝါတွင်ဓာကင်သူရဲ့တူလန်ဆွမ်သူရဲ့တူစောင့်ကြည့်လျက်ရှိပါတယ်၎င်းတို့ကဝီတို့မြတ်တောင်းမြင့်ခြင်းမရှိတာကိုဘယင်မင်းပါတီပလင်ထက်က မြင်တော်မူပါလေပထမတကားကိုကြော်ဖြတ်ပြီးတော့ဒုတိယတကားကိုရောက်တော့အခါမှာလဲအဆောင်သူရဲများကကာစီမှုမရှိဘဲတကြောင်ချင်းစီ ဝင်လာတာကိုမြင်နေရပါတယ်နောက်ဆုံးတကားတော့ရောက်တဲ့အခါမှာတော့ဘယင်းမင်းပါသည်ပလင်ပေါ်မှအစင်းပြီးရှ िख ုံးပြီးတော့စီးကြုံနေပါတော့တယ်အဆောင်များအတားစီမလုပ်ဘဲဝင်လာတာကိုတွေ့ရတဲ့အတွက်ကြောင့်မို့လို့ရန်သူမဟုတ်တာကိုမင်းကြီးကသိရှိခဲ့ပါတယ်ရှင်မြတ်ဝါသည် စကားတခုံးမှမဆိုဘဲပလင်ဘိုတို့တက်ထိုင်ပြီးတော့ပလင်ရှိတဲ့ရန်တပီရှိခိုးနေတဲ့မင်းပါဘရင်အားနဖူးတိတ်တိတ်ကိုတောင်ဝေးဖြစ်ချင်ရွေပြီးတော့ဩဇာလေးနဲ့ပြပြတင်တင်ပေါ်ပေါ်ပေါ်လင်းလှတော့အသံအိုးအသံနဲ့ကြည့်ဖြစ်ဟေးမဟာယာဇာတင်းဒီအမှန်ပင်မင်းဖြစ်သလားတော်ဒီမဟုတ်မိမတာလျင်ဖြစ်နေတယ်လို့ငါဒီတိတ်အားမိမမိမမိမဟူရတာမြင်ဤဆိုပြီးပြောဆိုပြီးတော့ရှင်မြတ်ဝါဒီ ပလင်မဆင်းပြီးတော့လာလန်းအတိုင်းပြန်တော်ပါတော့တယ်။ညီလာခံတစ်ခုလုံးလည်းပဲတိုက်ဆိတ်ပြီးတော့ရုံးနေသောမျက်နှာဖြင့်ဘရင်မင်းကိုသာ နေကြည့်နေကြပါတယ်။မင်းပါဘရင်အိမ်မျက်နှာတော်လဲရှက်စိတ်ကြောင့်နီးမြန်းနေပါတော့တယ်။တို့ထဲမှာမဟာပညာကျော်တယောက်သာရှင်ပြသောမျက်နှာဖြင့်ဘရင်အားကြည့်နေပါတော့တယ်။မင်းပါဘရင်ဒီညီလာခံကိုရုတ်သိမ်းပြီးတော့စိတ်မီအင်မတာဖြင့်ရောင်းတော်ဥဆောင်တို့တော်ကတလွန်ညောင်ဆောင်၌ လဲလျောင်းအနားယူနေခဲ့ပါတယ်။မဟာပညာကျော်ဒီညီလာခံရုပ်တင်ပြီးလျင်ပြီးချင်းအိမ်တို့ပြန်ပြီးတော့အမတ်ကြီးအဆောင်ရောင်များကိုလှဲပြီးသူစင်းရဝက်ကိုဝတ်ပြီးတော့ဘရင်ထံခါးစားဝင်ပါတော့တယ်။မဟာပညာကျော်ဒီရှင်မြောက်ဟာပြန်သွားရဲ့ဘရင်ကြီးတို့အခါသူများကတော့စိတ်ညှိုးနှံသောအတင်ဖြစ်မပြပဲပြောင်းရွှင်သောအတွင်ကိုပြမိတဲ့အတွက်ကြောင့်မလို့ရှင်မြောက်ဟာ ਨੇ ကြံရပါဖြစ်တယ်ဆိုပြီးဘရင်ကအထင်ရောက်ပြီး အပြစ်ပေးမှာကိုစိုးရိမ်တဲ့အတွက်ကြောင့်မလို့ရှင်ပြန်တီသူအားမြင်လျင် စိတ်ပြောင်းသွားစီရန်အရှင်ဝဲဝတ်ခြင်းဖြစ်ပါတယ်။စိတ်ကိုလှည့်စားခြင်းတရားလေးပဲဖြစ်ပါတယ်။ဝါပညာကျော်ရောင်းတော်ဥဆောင်တော်ဝင်ရောက်တော့ခါမှာမင်းပါဘီရင်မှာမျက်စိကိုမှိုက်ပြီးတွေးနေခိုက်ဖြစ်ပါတယ်။အခန်းတော်ဝန်ထမ်းကြောက်ပြီးမျက်စိကိုဖွင့်ကြည့်တဲ့ခါမှာဝါပညာကျော်ကိုမြင်ခဲ့ရာယခင်တခါမှမဝတ်ဘူးတော့အဝတ်ကိုဝတ်တဲ့မြင်တဲ့အကြောင်းမလို့ရှင်ပြန်တီ အထူးဆန်းတဖွဲ့မဟာပညာကျောအားစိတ်ပြီးကြည်နေပါတော့တယ်။မင်းပါဘီရင်ဒီရောင်းနေရာမှာထပြီးသလောဝရင် ထိုင်တဲ့အခါမှာမဟာပညာကျောဒီမင်းပါဘီရင်အားဤကဲ့သို့ရှောက်ထားပါတော့တယ်။ဘုံတို့ကြည်လာကြသောအရှင်မင်းများယင်းနေ့နန်းနဲ့ညီလာခံတဲ့ဘင်မှာရောက်လာသောပုဂ္ဂိုလ်က တခြားသူမဟုတ်ပါ။အရှင်မင်းများဤနောင်တော်ရှင်မြတ်ဝါဖြစ်ပါသည်။ယတိအတွင်ဖြစ်နေရဲ့မမတ်မိခြင်းဖြစ်ပါလေ။၎င်းဆိုသောစကားက အလွန်မင်္ဂလာရှိသောစကားပင် ဖြစ်ပါတယ်။ရခိုင်မျိုးကိုချေလွန်သည့်ဖြင့်ပြောဆိုသောစကားဖြစ်ပါအလွန်လေကျေးဇူးတင်တရားကောင်းပါတယ်ဆိုပြီးလျှောက်ထားပါလေ။မင်းပါပင်ကမဟာပညာသူ၆ထက်ရှိအတိတ်ပေကို ပြည့်စုံအောင်နောက်ထပ်လျှောက်တင်ခိုင်းပါတယ်။မဟာပညာကျော်ကရှင်မြတ်ဝါဒီရှင်မင်းကြီးကို မိမဟုခေါ်ဆိုရခြင်းမှာ မိမတို့မြင်သည့်လင်ယောက်ျား၏အစီအမံအတိုင်းလိုက်နာဆောင်ရွက်ရပါသည်။ တယောက်ကြီးဧည့်သည်များကိုအေဝတ်ခြေပွန်စွာအဲခံရပါသည်မိမိစိတ်တဘိုးဖြစ် ဆုံးဖြတ်ပိုင်ခွင့်လောက်ခွင့်မရှိပါ ခုလေအရှိမင်းကြီးသည်ဆယ်လတာဆောမွန်လက်ထက်ကပင် သာသနာပြုရန်ရောက်ရှိကြတဲ့မော်လဘီများဖြစ်ကြတဲ့ဂါဒီစာဒူကန်မူရှာတို့အားအေဝတ်ခြေပွန်စွာထားခဲ့သည်၎င်းတို့သည် ခွင့်ပြုချက်မရဘဲဗလီများဆောက်ပြီးမွတ်စလင်သာသနာပြုနေထိုင်ကြပါတယ်ရှင်မင်းကြီးကအာနာဆက်မစုဘဲ လင်ခိုင်းစီသည်များလုံနေရသောမိမနှင့်တူပါသည်နောက်တရီဘင်္ဂါတစ်ဆင့်နှမြို့မှလည်းပဲဘေးလောင်းတော်မင်းဆိုးမွန်သည် သူဝတ္တမင်းထံခေါ်လုံတဲ့အခါမှာတင်းယူထားလိုက်ပါတယ်ရထိုင်တို့ဤဒေသဖြစ်သောဘင်္ဂါတစ်ဆင့်နှမြို့ကိုလည်းပဲပြန်လည်ရရှိအောင်ကြံဆောင်ရပါပြီကလာပဇွန်တစ်ဆင့်နှစ်တန်ကို မကြော်ရဟုသောစကားရှိပါတယ်ရှင်မင်းကြီးသည်မင်းဆိုးမွန်မှစပြီးရည်တွက်တော်တစ်ဆင့်နှစ်ဆက်ရောက်နေပါသည်ရင်ကြောင့် ကျန်ဆောင်ပါကအကျံမြောက်မီမလွဲ့ပါဆိုပြီးရှောက်ထားပါတော့တယ်။ဒီအခါမှာဘရင်မင်းပါစိုက်ရှင်လန်းပြီးတော့နောက်ထပ်ဤလာကန်တာဝန်ပေးအပ်ပါတော့တယ်။မဟာနန္ဒတိရိဟူသောဘွဲတော်ကိုလည်းပဲမဟာပညာကျောအားပေးအပ်ပြီးတော့အနောက်ဘင်ကတဆင်းနှမြုပ်ကိုရှစ်ချီဖို့အတွက်တာဝန်ပေးအပ်ပါတော့တယ်။မဟာပညာကျောသည်လိုအပ်သောစစ်အင်အောက်ကိုဖြစ်ပြီးတက်ကရက်694ခုတစားမုံနာပြေ9ရက်နေ့မှာစစ်ချီတော်မူပါတယ်။ စစ်အောင်နိုင်တဲ့အထက်ကြောင့်မလို့ဘင်္ဂါ၁၂မြို့သောမောတူဇာဒန်ဂါဂမ်ဘီလာတီလဂန္ဓုတရာဂင်္ဂတာရစစ်တကောင်ဂီနီတော်ပလင်ကန်တာတိလင်္ကာဘာရှီယာရောင်ပုတ်စသည်တို့ကိုတိမ်ပိုက်ခဲ့ပါတယ်သူရတမီးသမီးတော်ပမ်စီဒပတိတာကိုလည်းပဲဆက်တချင်းခံခဲ့ရပါတယ်မြန်မာပြည်ဒီဗုဒ္ဓဂါယာ၌ တက်တူရှိကောင်းပို့ကုတို့များကိုပြုလုပ်ခဲ့ပါတယ်။မိုက်ဆာလူမျိုးများဖြစ်စီထားသောဇေဒီပထိုးများမှာမရေတွက်နိုင်သောဓာတ်တော်မွေတို့လိုကိုလည်းပဲတိမ့်စေခဲ့ပါတယ်။တိမ့်ပိုက်နေမီရော၌အုတ်ချိုးရေးကိစ္စအဘွားဝါတို့ကိုဆောင်ရွက်ပြီးတော့တက်ကရက်195ခုကစုံလပိကျုံ9ရဲ့နေမှာပြန်ခဲ့ပါတယ်။ဓာတ်တော်မွေတို့များကိုလည်းပဲဗုဒ္ဓ၏ခြေလိုရာတစုကိုပါတပါတဲ့ပင့်ဆောင်ခဲ့ပါတယ်။သူတို့တမင်းဤသမီးတို့ ပဲတည်တာကိုလည်းပဲချွေရံနဲ့တကွခေါ်ဆောင်ခဲ့ပါတယ်လူမျိုးချားမင်းသမီးဖြစ်တဲ့အတွက်ကြောင့်မလို့ရုပ်လိုအတွင်းမှာမထားပဲကလဒန်မျိုးဝကျွန်းတစ်ခုမှာတီးကြားနန်းဆောက်လုပ်ပြီးတော့ထားခဲ့ပါတယ်၎င်းမင်းသမီးနန်းဆောက်နေခဲ့သောကျွန်းကိုပဲတည်တာကျွန်းဆိုပြီးခေါ်တွင်ခဲ့ပါတယ်ကာလရရှည်လျားတဲ့အတွက်ကြောင့်မလို့အခုခါမှာတော့ပေးစီနယ်ကျွန်းဆိုပြီးခေါ်ဝေါ်ကြပါတယ်မင်းပါပြင်ဒီရောက်မျိုးတို့ရောက်ပြီးတော့များမကြမီပေါ်တူဂီတို့က ရင်တက်အင်အားများစွာဖြင့်မြောက်ကိုတိုက်ခိုက်ဖို့အတွက်ရောက်လာခဲ့ကြပါလေ၎င်းပေါ်တူဂီယံကိုလည်းပဲရခိုင်ပညာရှိအရက်ဒီမဆရာတို့ကအတက်ကိုစွန်ပြီးကျန်ဆောင်တစ်ဖြည့်အောင်မြင်ခဲ့ပါတယ်မင်းပါဘင်းဒီမက်ဆီမဒေတာမှရရှိခဲ့တဲ့ဓာတ်တော်မွေလိုလို့ကိုဌာပနာထည့်ပြီးဇေဒီတေဖို့အတွက်ရှင်မြတ်ဝါအားတိုင်ပင်ခဲ့ပါတယ်ရှင်မြတ်ဝါဤအကြံပြုချက်အရဖိုးခေါင်တောင်ကိုညှိပြီးတောင်ဇလက်မှာကြီးစွာသောပထိုးတော်ကြီးကိုဒီဖို့အတွက် ပြုပြင်ခဲ့ပါတယ်။ရှင်မြတ်ဝါဒီပထိုးတို့တရားမြေနေရာမှန်မှန်ကိုတိရှိလို့ရဲ့ဆရာကြီးတိကြီးတိရိဘိဒနောမှာပေးလိုက်တော့တရီနွေကိုရွှေလက်ပြီးတော့ပင်ဆောင်ခဲ့ပါတယ်။ယတိကြီးရောက်လာတဲ့အခါမှာတော့လိုအပ်သောအစီအရင်များကိုညွှန်ကြားခဲ့ပါတယ်။ရှင်မြတ်ဝါဒီပထိုးတို့တွင်မန်တိုင်၅ရပ်ကိုထားပြီးတိဆောက်ဖို့အတွက်ဗနက်ကိုချခဲ့ပါတယ်။ထို့သောဗနက်ချရိုက်စဉ်အပီပီကို ရှင်ငယ်ရေဝံအမှုထက်ကြီးဆိုပြီးပွတ်ဆိုခဲ့ပါတယ်။ရှင်ငယ်ဘရိတ်အုံမြင့်ချတည်ထားသောဤပထိုးတို့ကြီးဤတကိုးရှင်သောအာနုဘုံကြောင့်ကဘာတစ်ခုလုံးအေးချမ်းမှုရရန်ရည်ရွယ်ပြီးတော့ပြည့်စုခဲ့ပါတယ်။ပထိုးတို့ကိုတက်ဂရိတ်698ခုဒဇောင်မုံလာပြည်နှင့်နေထွက်ချိန်မှာပနရိတ်တည်ထားခဲ့ပါတယ်။နောင်လာ ရှစ်တောင်းဖျားမြောက်ကိုရည်ရွယ်ပြီးတော့ဓာတ်တော်မွေတော်ပေါင်းရှစ်တောင်းအရွေစားအမျိုးမျိုးရှိသော ဖျားဆင်းသူတို့ပေါင်းရှစ်တောင်းကိုထာပနာပြီးတီထားခဲ့တဲ့အတွက်ကြောင့်မလို့ရှစ်တောင်းပထိုးတို့ကြီးဆိုပြီးခေါ်ထွင်ကြပါလေ။တချို့သမိုင်းမှာတော့ဓမ္မခန္ဓာပေါင်းရှစ်တောင်း၄တောင်းကိုရည်စူးပြီးတော့ဗတ်တော်မွေတို့ပေါင်းရှစ်တောင်း၄တောင်းဖျားဆင်းသူတို့ပေါင်းရှစ်တောင်း၄တောင်းကိုထာပနာရဲ့တီထားတဲ့အတွက်ကြောင့်မလို့ရှစ်တောင်းဖျားဟုခေါ်ကြောင်းလဲဆိုပါလေ။ကလာဤရန်နှင့်ပေါ်တူဂီရန်မြောက်ကိုလည်းပဲအောင်မြင်ခဲ့တဲ့အထိမ်မှဖြစ်တဲ့အတွက်ကြောင့်မလို့ရန်အောင်စီရ ပထိုးတို့ကြီးဆိုပြီးတော့လဲခေါ်ထွင်ခဲ့ပါတယ်။ရှင်းတောင်ပထိုးတို့ကြီး၌စနေတောင်မှာမြင်းပါပင်သည်လက်ရဘက်မှမိဖျားကြီးစိုးမင်းနှင့်အချွေရန်ပေါင်းပုံများကို ထူးလှုပ်ထားခဲ့ပါတယ်။မြင်းပါပင်၏အထက်လက်ဝဲဘက်မှာရှင်မြဝါ၏ရုပ်ထုကိုနိုင်ရန်ကရုပ်ဖြင့်ထူးလှုပ်ထားခဲ့ပါတယ်။ခြေတော်ရကို ပထိုးတို့၏အတွင်းလှိုင်မှုတွင်နေရာချထားပါတယ်။ရှင်မြဝါသည် ရှင်းတောင်ပထိုးတို့ကြီးတည်ထားပြီးမြောက်လျင် မြို့တော်၌လုံတင်သည့်ကိစ္စများကိုလှုပ်ဆောင်ခဲ့ပါသည်။ကာကြီးတရားအကောင်ငယ်တထောင်တို့ကိုစီမံပြုလုပ်ခဲ့ပါသည်။မဟာပညာကျော်အက်ဂတ်စင်ဒရေယဆရာတို့ကြီးနဲ့ညီနိုင်ပြီးတော့ရှီဟောင်းဓမ္မတကျမ်းများကိုမိမေးပြီးတော့ရွှေပြင်းဓမ္မတကျမ်းကြီးကိုလည်းပြုလုပ်ခဲ့ပါသည်။၎င်းကျမ်းကတော့အလွန်နဲ့နေတဲ့အတွက်ကြောင့်မလို့တာမန်လူမျိုးဖတ်ဖို့အတွက်နားမလည်နိုင်ပါဘူး။ဓာတ်ပွေတန်းငင်ဓာတ်ရိုက်ဓာတ်မြေစသည်တို့ကို ရေးတာရဲ့ခြင်းဖြစ်တဲ့အတွက်ကြောင့်မလို့နာမည်ကကျန်းဟုလည်းပဲခေါ်ထွင်ခဲ့ပါတယ်။ရှင်မြတ်ဝါဒီမြို့တော်နှစ်ပေါင်းတထောင်အတွက်ရှိစီဖို့အတွက်လိုအပ်သောအစီအမံများကိုပြုလုပ်ပြီးတော့နောက်ဆုံးမျိုးချတိုင်တရန်ကိစ္စကိုဆောင်ရွက်ဖြစ်ပါတယ်။မင်းပါပြင်နန်တင်ရရတဲ့မျိုးချတိုင်ကိုတရန်စီစဉ်ခဲ့ပါတယ်။ရှင်မြတ်ဝါကိုတိုင်မျိုးချတိုင်ကိုစိတ်ထူခဲ့ပါတယ်။ချင်းစီရဲ့ မျိုးချတိုင်းကိုစိုက်ထူသည့်ချက်ချင်းကြာတာပရင်းလေးကိုစတဲ့ရန်ကိစ္စပေါ်လာပါတော့တယ်အချိန်ကလေးစစ်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့အဝေးသို့သွားရှာရင်အချိန်မရှိတော့တဲ့ဖြစ်ရှင်မြောက်ဝါသည်မိမိမှာကြာတာပသေးတာဖြစ်ရဲ့မိမိကိုယ်ကိုပင်စတဲ့ရန်အတွက်ဝမ်းပိုက်ကိုဓာဖြစ်ထိုးကဥကို မျိုးချတိုင်း၌ရပ်ပတ်ပြီးတော့မိမိတေဆုံးသည့်နေရာ၌မြေနှုတ်တချို့ဖို့အတွက်မှာထားခဲ့ပါတယ်ဥရဲ့ပတ်ချုံကုံဆုံးတည်နေရေပြင်ပေါ်သော လေးကျတည်ဆုံးခဲ့ပါတယ်။ရှင်မြဝါဒီတက်တော်55နှစ်တက်ဂရိတ်196ခုနှစ်မှာတိုင်းပြည်အတွက်အသက်ကိုစတေးခဲ့သော အာဇာနည်တဦးဖြစ်ပါတယ်။မင်းပါဘီယင်ကပညာရှိကြီးတဦးဆုံးရှုံးရတဲ့အကြောင်းလို့ယူရုံမြတ်ဝန်းနေခဲ့ရပါတယ်။အခိုင်ပြည်ကျေးဇူးရှင်ပညာရှိကြီးအားမြေတွင်မြုပ်ပြီးလူတာမန်ကဲ့သို့တကြိုးမှုကိုမပြုလုပ်လိုပါဘူး။အခမ်းအနားကြီးစွာပြုလုပ်ပြီးတော့ဇာပနာကိစ္စကိုဆောင်ရွက်လိုကြောင်းပြောပါတော့တယ်။ ဒုက္ခတချို့ပုံကူများကမင်းပါဘရင်ဤဆန္ဒအတိုင်းပြုလုပ်ဖို့အတွက်သဘောတူပြီးတော့တချို့ပုံကူတွေကတော့ရှင်မြတ်ဝါမှာခဲ့တဲ့အတိုင်းဆောင်ရွက်ပြုဖို့အတွက်ဆန္ဒရှိကြပါတယ်။ယင်းကြောင့်နှစ်ဖက်အင်အားပြန်ရန်ယထာတစုလုပ်ပြီးနှစ်ဖက်ဆွေးစီပါတယ်။ဘရင်ဤဆန္ဒကိုသဘောတူသောဘက်မှ အနိုင်ရခဲ့ပါတယ်။ယင်းကြောင့်ရှင်မြတ်ဝါအလုံးကိုလည်းပဲမိတချို့ပါတယ်။အယိုးကိုကြောက်ကူတည်ခဲ့ပါတယ်။ရှင်မြတ်ဝါအယိုးကူက ဖျားပေါင်းတောင်နဲ့ဆက်ဆက်လျက်ရှိသောတောင်ကုန်းပေါ်မှာရှိပါတယ်။ခုခါမှာတော့တိတ်ဆရာများဖြည့်ဆည်းတဲ့အတွက်ကြောင့်မလို့ခုပျော်ပြက်သွားခဲ့ပါတယ်။မြို့သူမြို့သားများမှငွေကောက်ခံပြီးတော့ပြန်လည်ပြုပြင်ကကြောက်ကူအပေါ်မှာဖျားတည်ထားပြီးတော့အမိုးအကာဖြင့်လုံခြုံအောင်ထားရှိပါတယ်။ရှင်မြတ်ဝါအားယေရှုထူထမ်းရရှိသောပစ္စည်းနဲ့ရှင်မြတ်ဝါကိုယေရှုပြီးတော့ဇေဒီတဆူတည်ထားခဲ့ပါတယ်။သူဇေဒီကို ရှင်မြတ်ဝါဇေဒီဆိုပြီးခေါ်ဝေါ်ကြပါတယ်။ ခုခါမှာတော့ဖြိုပြက်နေပေမဲ့မြို့နယ်တန်ခိုင်နာအဖွဲ့ကကြီးမှုပြီးတော့ဟောက်ချီပစ္စည်းများကို ပြန်လည်မွမ်းမံထားပါတယ်။ရှင်မြဝါးဤတမိုင်းကြောင်းကိုကိုးကားတဲ့စာအုပ်တွေကတော့ဆရာကြီးဦးဦးသာထွန်းရေးထားသောရှင်မြဝါးကြောင်းရခိုင်ရာဇဝင်ကျန်းသေးကြီးဦးဦးသာထွန်းရေးသော ရခိုင်မဟာရာဇဝင်တော်ကြီးရံပြေတောင်ကျောင်းဆရာတော်အရှင်စန္ဒမာလာလက်ရည်ဖြင့်ရေးထားသော ရခိုင်ရာဇဝင်ကျမ်းတိတို့ကိုအခြေခံပြီးတော့ဘ ഹു တုတဖြစ်ပွဲတင်ပြရေးသားထားတာဖြစ်ပါတယ်။ဒီနေ့ပြောပြပေးခဲ့တာကတော့ရခိုင်အာဇာနည်ရှင်မြောက်ဝါအကြောင်းပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုအစားဆုံးနားဆင်ခဲ့ကြတဲ့ဒုတိယချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့နောက်ထပ်တင်ဆက်မယ့်ဗီဒီယိုများမှာပြန်လည်ဆောင်တွေ့ကြဖို့အတွက်ဖိုက်ခေါ်လိုက်ရပါတယ်ခင်ဗျာ။